PDF ဖိုင်တွေအများကြီးကိုတဖိုင်နဲ့ဖြစ်အောင်ဘယ်လိုပေါင်းမလဲမင်္ဂလာပါ T4P ID Solution ကုမ္ပဏီကပါဗျကျွန်တော် desktop မှာ folder လေးတစ်ခုရှိရပါတော့เนาะ i4 လေးကိုဝင်လိုက်မယ်ပေါ့เนาะ i4 ထဲမှာကျွန်တော်က PDF ဖိုင်လေး2ဖိုင်ရှိတယ်ဒီမှာ PDF 1ကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ပေါ့เนาะ PDF 1မှာဆိုရင်ကျွန်တော်က page 1ရှိတယ် page 2ပေါ့เนาะစာမျက်နှာလေးတစ်ခုရှိတယ်လေးပြေးလိုက်မယ်ပြီးတော့ PDF 2ထဲဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ3 4ပေါ့เนาะဒီဖိုင်လေးနဲ့ဖိုင်ကိုကျွန်တော်ကတဖိုင်နဲ့ဖြစ်အောင်ပေါင်းမယ်ပေါ့เนาะပေါင်းမယ်ဆိုရင် ကျွန်တော်တို့မှာဒီ software လေးရှိရပါတော့ Adobe Acrobat ဆိုတဲ့ software လေးပေါ့နော်အဲ့ဒါလေးကျွန်တော်ရှိရမယ်အဲ့ software လေးကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ဖွင့်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ create ဆိုတာလေးရှိရအဲ့ create ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ combine file into a single pdf ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ပေါ်လာတဲ့ထည့်က add file ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီ one ဒီမှာပေါ်လာတဲ့ထည့်က add file ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်မယ်ထပ်နှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာ desktop ပေါ်က pdf ဆိုတဲ့ folder လေးတွေကိုကျွန်တော်ဝင်လိုက်မယ် ဒီ PDF 1နဲ့2နဲ့ပေါ့နော်ကျွန်တော်ဒီလိုလေး dress ဆွဲပြီးတော့လဲဆက်လက်ပေးလို့ရတယ် control key နဲ့ဖိပြီးတော့ကျွန်တော်က select ပေးရင်လည်းရတယ်ပေါ့နော်ပြီးပြီးတော့ကျွန်တော် open ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ confine file မလုပ်ခင်ပေါ့နော်ဒီမှာ arrange လုပ်လို့ရတယ်ဖိပြီးတော့ dress ဆွဲပြီးတော့အော်လုပ်လို့ရတယ်ပေါ့နော်1 2အရွှေပြောင်းနေကျွန်တော်လုပ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ကြိုက်ပြီဆိုရင် confine file ဆိုတာလေးကိုကျွန်တော်ကနှိပ်လိုက်မယ်နှိပ်လိုက်ရင် तू ကဒီမှာပေါင်းနေပြီပေါ့နော်နှစ် file ကို2 file နဲ့ဖြစ်အောင်ပေါင်းနေပြီဒါဆိုရင်ပြီးသွားပြီပေါ့နော် तू က page 1 page 2 ဒီမှာအောက်မှာ page 3 page 4ပေါ့နော်ဒါဆိုရင်ကျွန်တော် define လေးဖြစ်သွားပြီဒီပြောင်းမိသား file လေးကိုကျွန်တော်တို့က save ပေးရမယ် save ကိုတော့ file ဝင်လိုက်မယ် sys ကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်အခုလိုမျိုးပေါ်လာပြီပေါ်လာတဲ့ခါမှာကျွန်တော်တို့ကကြိုက်တဲ့နာမည်ပေးလို့ရတယ် example လို့ကျွန်တော်နာမည်ပေးလိုက်မယ် file name လေးနာမည်ပေးလိုက်မယ်ပေါ့နော်နေရာကတော့ကျွန်တော်ကဒီမှာ desktop ပေါ်က pdf ဆိုရယ် folder လေးပေါ့နော် pdf ဆိုရယ် folder လေးထဲမှာပဲကျွန်တော်တင်လိုက်မယ်နာမည်ပေးပြီးတော့ sys ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ file လေးကိုကျွန်တော်တက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တင်ထားတဲ့ file လေးကဒီ folder ထဲမှာရှိရယ်ဆိုတော့ ဒီမှာ exam ပဲဆိုတဲ့ file လေးအဲ့ file ကျွန်တော်တို့ပေါင်းထားတဲ့ file လေး d1 နဲ့2ကိုပေါင်းထားတဲ့ဟာလေးတစ်ဖိုင်နဲ့ဖြစ်သွားတာပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ဗျ